အဲ့တော့ကျွန်တော်2021ခုနှစ်ကျွန်တော်ဖေဖော်ဝါရီလရက်လေးမှာအာနာစထင်းပြီးတော့နော်အလုပ်တွေစလုပ်တာပေါ့အလုပ်တွေစလုပ်ပြီးအဲ့တော့အလုပ်တွေစလုပ်တဲ့ခါကျတော့ကျွန်တော်ဖြစ်စလက်ကတော့လုပ်လို့လို့တော့မရဘူးစနစ်တကျလုပ်ဖို့လိုအပ်တာပေါ့နော် project တစ်ခုလုပ်တိုင်းလုပ်တိုင်းမှာ objective ဆိုတာချရတယ်ဗျထိန်းတာနောက်ကြတယ်ကိုတဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်ထိန်းတာနောက်ကြတယ်အဲ့တော့မြည်သည့် project ပဲလုပ်လို့ ကျွန်တော် project တစ်ခုလက်ခံပြီဆိုရင် objective ရှိရတယ်အဲ့တော့ NASA ကအစိုးရကလည်းသူကအာနာထိမိဖြစ်တဲ့ခါကျတော့ရွေချက်တွေချရတယ်ဗျ NASA ကရွေချက်၅ချက်လုံးလဲခေါ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ရှေ့လုပ်ငန်းစဉ်၅ရက်ဆိုပြီးတော့ချရတယ်ဗျနော်ရှေ့လုပ်ငန်းစဉ်၅ရက်ဆိုပြီးတော့ချတယ်အဲ့ဒါတွေကတော့ခင်ဗျားတို့လေ့လာလို့ရပါတယ်နော်သတင်းစာမှာလေ့လာလဲရတယ်အဲ့မှာ website တွေမှာဝင်ကြည့်လဲရပါတယ်ကျွန်တော်အဲ့ဒါတွေမရုပ်ပြတော့ပါဘူး အဲ့တော့ရှေ့လုပ်ငန်းစဉ်9ရက်ချတယ်။အိုးရည်ရွယ်ချက်9ရက်လို့လည်းပြောတာပေါ့။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ရည်ရွယ်ချက်9ရက်လို့လည်းခေါ်တာပေါ့။နောက်တစ်ခါရည်ရွယ်ချက်9ရက်နဲ့မပြီးသူကမျော်မှန်းချက်2ရက်ပါချတယ်ဗျ။မျော်မှန်းချက်2ရက်ပါချတယ်။မျော်မှန်းချက်2ရက်ကဘာလဲဆိုတော့အမျိုးသားရေးမျော်မှန်းချက်တဲ့။နောက်တစ်ခါနိုင်ငံရေးမျော်မှန်းချက်ဆိုပြီးမျော်မှန်းချက်2ရက်ချတယ်ဗျ။ တေချာလေးနားထောင်ပါနော်ခင်ဗျားတို့ဘူးသူရခင်ဗျားတို့မမြင်တာလေးတွေကျွန်တော်မြင်အောင်ပြပေးတာအဲ့တော့ရီရီရကျ၅ချက်ကအဲ့တော့သတင်းစာထဲမှာဖတ်နိုင်တယ်ညော်မှန်းချက်၂ရက်လဲသတင်းစာထဲမှာဖတ်နိုင်တယ်ဝက်ဆိုက်တွေဝင်ကြည့်လို့ရတယ်ဒါပေမဲ့ခင်ဗျားတို့ဒီညော်မှန်းချက်ကိုကျွန်တော်မြင်အောင်ပြမယ်အဲ့ဒီမှာ NASA ကညော်မှန်းချက်၂ရက်မှာအမျိုးသားရေးညော်မှန်းချက်နိုင်ငံရေးညော်မှန်းချက်ဆိုပြီးတော့ချတယ်ဗျဟာအမျိုးသားရေးညော်မှန်းချက် နိုင်ငံရေးမျှော်မှန်းချက်ကထားလိုက်တော့ပြီးရင်ကျွန်တော်ပြောမယ်အဲအရင်ဆုံးပြောလိုက်ပါမယ်နော်အမျိုးသားရေးမျှော်မှန်းချက်ဆိုတာကတိုင်းပြည်သားရွာပြောရည်တဲ့နော်နာဇာကစပြီးတော့အာဏာစထိန်တော့မျှော်မှန်းချက်နှစ်ရက်မှာအမျိုးသားရေးမျှော်မှန်းချက်ကတိုင်းပြည်သားရွာပြောရည်မြန်မာနိုင်ငံမှာရှိတဲ့53တန်းသောပြည်သူတွေရှိတဲ့တိုင်းပြည်သားရွာပြောဖို့နောက်ထပ်ကစားနေရေးကဖူလုံရေးဓာတ်တွေကိုလှုပ်ဆောင်ခြင်းသည်အမျိုးသားရေးမျှော်မှန်းချက်ဆိုပြီးတော့သူကချတယ် နောက်တစ်ခါနိုင်ငံရေးမျော်မှန်းချက်နိုင်ငံရေးမျော်မှန်းချက်ကတော့ရှင်းရှင်းလေးပဲစစ်မှန်ပြီးဒီစစ်မှန်ပြီးစီကံပြေးွားတယ်ပါတီစိုဒီမိုကရေစီစနစ် ခိုင်မာရေးမခိုင်မာလို့ NLD ကိုအာဏာထိန်းလိုက်တာလေအဲ့တော့အဲ့ဒါအဲ့လိုမခိုင်ပါလို့မရအောင်ခိုင်ပါအောင်လုပ်ရမယ်ဒါဒီနိုင်ငံရေးမျှော်မှန်းချက်ဖြစ်တယ်နံပါတ်1နံပါတ်2ကတော့စပြီအဲ့ဒါအရေးကြီးဆုံးပဲဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုတိဆောက်ရေးဆိုပြီးတော့နိုင်ငံရေးညွန်မှန်းချက်နှစ်ရက်ချတယ်ဗျနော်အဲ့တော့ရည်ရချက်၅ရက်ချသလိုညွန်မှန်းချက်နှစ်ရက်ချတယ်တို့မျိုးသားရေးညွန်မှန်းချက်နိုင်ငံရေးညွန်မှန်းချက် မျိုးသားရေးညွန်မှန်းချက်ကပြည်သူတွေအတွက်နော်ပြည်သူတွေအတွက်အဓိကထားတယ်မျိုးမျိုးသားရေးညွန်မှန်းချက်ကနိုင်ငံရေးညွန်မှန်းချက်ကဒီမိုကရေစီစစ်တာတွေပေါ်ပေါက်စေဖို့ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတိဆောက်ဖို့အဲဒီလိုသွားတယ် အဲ့ဒီမှာတတိထားစရာစပြောပြီခင်ဗျားတို့မြင်အောင်စပြောမယ်ဟုတ်ပြီဒီမှာနဇကကအမျိုးသားရေးမျှော်မှန်းချက်ဆိုတော့ကျွန်တော်ဒီနဇကကသူကဒီအမျိုးသားအကျိုးစီးပွားကိုကာကွယ်ဆောက်ရှောက်ထားတာလေဖွဲ့စည်းပုံအခြေခံဥပဒေ6စလုံးမှာပါတယ်အဲ့တော့အမျိုးသားရေးမျှော်မှန်းချက်ကဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါထားပြီးသားလေတို့တော်ဝင်ရေးတော့မှာလေ ဒါဆိုအခုကြတဲ့မျိုးသားရေးညွန်မှန်းချက်ကဘာသဘောလဲအဲ့တော့မျိုးသားရေးညွန်မှန်းချက်ကနှစ်မျိုးရှိတယ်ခင်ဗျားတို့မှတ်ကနော်မျိုးသားရေးညွန်မှန်းချက်ကနှစ်မျိုးရှိတယ်တာမန်ချင်းနေမှာရှိတဲ့မျိုးသားရေးညွန်မှန်းချက်ကဒုတာဝန်အရေးသုံးပါအရေးပေါ်ကာလမှာရှိတဲ့မျိုးသားရေးညွန်မှန်းချက်ကသူပြောထားတယ်တိုင်းပြည်တရားဟောပြောရေးစာနေရေးကဖူလုံရေးကအရေးပေါ်ချင်းနေမှာရှိတဲ့မျိုးသားရေးညွန်မှန်းချက်လေနော် အဲအဲ့ဒါကိုကျွန်တော်တစ်တော့မှာမေကုန်လေးပြီးတော့မဖြေနိုင်ကြအောင်အရေးပေါ်ကာလအတွင်းရှိသောတက်မတော်ဤအမျိုးသားရေးမျော်မှန်းချက်ကဘာလဲလို့မေးလိုက်တော့မလေ့လာတဲ့သူတွေဆိုတော့မသိဘူးအဲ့တော့တက်မတော်ရဲ့မူရင်းအမျိုးသားရေးမျော်မှန်းချက်ကတော့မျိုး National Interest ကိုအမျိုးသားကြိုးစည်းပွားရီအမျိုးသားရေးမျော်မှန်းချက်ပဲဒါကပုံမှန်ချိန်ဒီမှာအခုရေးပေါ်ကာလမှာတော့အမျိုးသားရေးမျော်မှန်းချက်တည် စာနေရိတ်ကဖူလို့ဖို့တိုင်းပြည်တရားဝါပြောဖို့ဒါပဲနော်အဲ့ဒါကအဓိကအချက်အဲ့တော့ကျွန်တော်ပြောတာတွေခင်ဗျားတို့လာနားထောင်ဝါများရင်နော် political sense တွေအများကြီးရလာမယ်စဉ်းစားစရာတွေအများကြီးတွေ့လာမယ်တမ်မလို့လှုပ်ဆောင်ချက်တွေကဘယ်လိုပုံစံရှိရဲအဲဆိုတာကို လေ့လာမိတာဖြစ်သွားလိမ့်မယ်စောင်းတွေအများကြီးလက်ဖက်စရာမလိုဘူးနော်ဒါဆိုလို့ရှိရင်2021 February တရနေ့မှာအာနာထိမ့်ပြီးနောက်ပိုင်းမှာ လမ်းစဉ်ကားရချတယ်အမျိုးသားဟိုရီမျော်မှန်းချက်နှစ်ခုအမျိုးသားရီမျော်မှန်းချက်ကနိုင်ငံရေးမျော်မှန်းချက်နှစ်ခုချတယ်အဲ့တော့မျိုးသားရီမျော်မှန်းချက်မှာလည်းပဲနှစ်ခုအင်ဒီကေတာနှစ်ခုနိုင်ငံရေးမျော်မှန်းချက်မှာလည်းအင်ဒီကေတာနှစ်ခုဆိုထက်ချတာပေါ့ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါနော်အဲ့လိုလေးတွေချပါခဲ့တာပေါ့အဲ့ဒီတော့သူကရှေ့လုပ်ငန်းစဉ်၅ရက်ရဲ့နောက်ဆုံးချက်ကတော့ ။ဆန္ဒမဲ့ပေးခွင့်ဝင်ရှိသူအားလုံးဤအခွင့်အရေးများနစ်နာမှုမရှိစေရေးတဲ့။အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း330မှာရှိတဲ့ပြည်သူတွေအကုန်လုံးဆန္ဒမဲ့ပေးခွင့်ရှိတဲ့ပြည်သူတွေအကုန်လုံးပေးလို့ရဖို့တကူအဲသူကတော့အကောင်းဆုံးလုံဆောင်တာပဲ။အဲ့တော့ကျွန်တော်တို့ကရွေးကောက်ပွဲကိုနော်သုံးပြက်ဖြတ်ပြီးတော့ကျွန်တော်တို့ကျင်းပမှာဖြစ်ပါတယ်အခုပထမတစ်ပြက်ကဒီဇင်ဘာ28မှာကျင်းပမှာဖြစ်ပါတယ် ဒါကတော့သူကချမှတ်ထားတဲ့လမ်းစဉ်၅ရက်နဲ့အညီအလုပ်လုပ်တာတွေကိုသူကပြောပေးရတာဖြစ်ပါတယ်။နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ကအဲဥတီချက်တွေလည်းရှိသေးတယ်ဥတီချက်၁၂ရက်ချထားတယ်။နိုင်ငံရေးဥတီချက်၄ရက်လူမှုရေးဥတီချက်၄ရက်စီးပွားရေးဥတီချက်၄ရက်ဆိုပြီးတော့နိုင်လေးလူလေးစီးလေးဆိုပြီးတော့အားလုံး၁၂ရက်လည်းထက်ချထားတယ်။ဟိုနာဝတာခေတ်တုန်းကလည်းအဲ့လိုပဲ1988စက်တင်ဘာလ17ရက်နေ့မှာဦးစောမောင်ကြီးကအာနာသေးပြီးနာဝတာအစိုးရ ပေါ်လာတဲ့အခါမှာလည်းအဲ့လိုပဲဥဒိကျက်တွေချတယ်နော်ဥဒိကျက်12ရက်ဆိုပြီးတော့နိုင်လေးလူလေးစီလေးဆိုပြီးချတယ်အရင်တော့ချတဲ့ဥဒိကျက်နဲ့အခုချတဲ့ဥဒိကျက်နဲ့တော့မတူဘူးပေါ့ဗျာနော်ဒါလေးတွေလေ့လာဖို့အဲ့လိုနဲ့ကျွန်တော်တို့နာဆာကအစိုးရအာနာစထဲပြီးနောက်ပိုင်းမှာအဲဒီလိုရွေချက်တွေရီမန်းချက်တွေအဲကျွန်တော်တို့ချချမှတ်ခဲ့ပါတယ်ပေါ့နော်ဟုတ်ပြီ ဒါဆိုရင်လက်ရှိနေနဲ့တက်လာပြီ